တူရကီအစိုးရနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကတ်အလုံသမားပါတီ PKK တပ်ဖွဲ့တွေကမလတ်တရမှာပြစ်ခတ်ရစဲကြောင်ကြီးညာခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထောင်နံချမှတ်ခံထားရတဲ့ PKK ခေါင်းဆောင်အော့ကလန်ကလက်နက်ဖြတ်သိမ်းမှုတိုက်တွန်းမှုနဲ့အတူအခုလိုပြစ်ခတ်ရစဲရေးကြီးညာမှုဟာနှစ်ပေါင်း40ကြာဖြစ်ပွားနေတဲ့တောင်းကျမ်းမှုကိုအဆုံးသတ်စေနိုင်တဲ့ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ February 28ရက်ကအော့ကလန်ဟာ PKK အဖွဲ့ကိုလက်နက်ချဖို့နဲ့အဖွဲ့ကိုဖြတ်သိမ်းမှုတိုက်တွန်းခဲ့ပြီးတူရကီသမ္မတအာဒိုကန်ရဲ့အစိုးရနဲ့ကတ်လိုလာတဲ့ဒမ်ပါတီတို့ကလည်းအော့ကလန်ရဲ့တိုက်တွန်းချက်ကိုထောက်ခံခဲ့ကြပါ ါတယ်။အပြစ်ခက်ရစေးအရာကာတဒေတာအတွက်ရှုပ်ထွေးမှုတွေအများပြားရှိနိုင်ပြီးအပြစ်ခက်ရစေးသဘောတူညီချက်အောင်မြင်ခဲ့မယ်ဆိုရင်လူပေါင်း၄000ကျော်သေဆုံးခဲ့တဲ့ပြည်ပခါကိုအဆုံးသတ်စီမှာဖြစ်ပါတယ်။1984ခုနှစ်ကလက်နက်ကိုင်တောင်းကျမ်းမှုစတင်ခဲ့တဲ့ PKK အဖွဲ့အားလက်ရှိမှာအီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့တောင်တန်းဒေတာတွေမှာအခြေစိုက်ထားပါတယ်။အဲ့ဒီအပြစ်ခက်ရစေးသဘောတူညီချက်ဟာအာဒိုဂန်အတွက်ပြည်တွင်းထောက်ခံမှုမြင့်တက်စေနိုင်ပြီးပြည်ပခါကြောင့်လူပေါင်းများစွာသေဆုံးပြီးစီးပွားရေးထိခိုက်ခဲ့ရတဲ့နိုင်ငံရှိတောင်ပိုင်းမှာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေရရှိနိုင်မယ်။တမိုင်းဝင်အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ PKK အဖွဲ့ကတော့တရီကီအစိုးရအနေနဲ့1999ခုနှစ်ခေတ်ကအချင်းချခံထားရတဲ့အော့ကလန်ကိုလွတ်ပေးဖို့မျှော်လင့်ကြောင်းအဲ့ဒီလိုမှအော့ကလန်ဟာလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်ကိုလွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဒီပြင်ပြစ်ခတ်ရစရေးအောင်မြင်စီဖို့အတွက်နိုင်ငံရေးနဲ့ဒီမိုကရေစီအခြေအနေတွေကိုမဖြစ်မနေထူထောင်ရမယ်လို့လည်း PKK အဖွဲ့ကပြောကြားခဲ့ပါဗျ။တူရီကီနဲ့အနောက်မဟာမိတ်နိုင်ငံတွေကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ PKK ကတော့အဖွဲ့ဝင်တွေကိုစုယုံခေါ်ယူပြီး အစည်းအဝေးပြုလုပ်ဖို့အစဉ်တင်ရှိကြောင်းဒါပေမဲ့လုံခြုံရေးအာမခံချက်တွေပေးရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။